အခုကျွန်တော်ပြောပြမှာက Rotan ရဲ့ကိစ္စပါ Rotan ရဲ့ကိစ္စဆိုတာထဲ Rotan ရဲ့အကြောင်းဒီ social media တွေပေါ်မှာ holy တချောချောဖြစ်နေကြရတယ်ပေါ့နော်သူပြောလိုက်တာကအဲဘာရမဟုတ်ပဲနဲ့ပြောလိုက်တဲ့စကားတခွန်းကဒီလောက်ထိဒီဖြစ်သွားလိမ့်မယ်လို့သူလည်းထင်မှာမဟုတ်ဘူးဒါပေမဲ့အဲသူတို့မွေထိုင်းရဲ့တမိုင်းအရဆိုလို့ရှိရင် နှစ်ယောက်နှစ်ယောက်တစ်ယောက်လည်းရတယ်ဆိုတော့သူပြောလိုက်တဲ့အပေါ်မှာတန်တဲ့သူတွေကလည်းဒီ audio cuff ကလည်းဘလို့ပြောထားလဲဆိုတော့မင်းကအဲ့အရင်တော့ဆိုလို့ရှိရင်တော့မင်းကအရန်လေးစားရတယ်ပေါ့လေအခုကမင်းအခုလိုမျိုးပြောလိုက်တဲ့စကားကြောင့်မင်းကမအတွက်အပါကုံမှမဟုတ်တော့ဘူးဆိုပြီးတော့လည်းပြောထားတယ်ပြီးလို့ရှိရင်မင်းရုပ်ရှင်ကြည့်တာအရန်များသွားလို့ပါဆိုတော့စကားကိုလည်းဒီ audio audio cuff ကပြောထားရတယ်ပေါ့နော်ဆိုတော့နှစ်ယောက်နဲ့တစ်ယောက်ဖြစ်နိုင်ခြေရှိလားဆိုတော့ 1 championship ကပွဲစီစဉ်တဲ့သူတွေအပေါ်မှာမူတည်တယ်။မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။ဒါကဖြစ်နိုင်ချေရှိတယ်။မွေထိုင်းရဲ့တမိုင်းချောင်းမှာဒီနှစ်ယောက်တစ်ယောက်ထိုးတဲ့ဒီအစင်လာရှိခဲ့ဘူးတယ်ဗောနော်။မွေထိုင်းရဲ့အစင်လာရှိခဲ့ဘူးတယ်။အဲ့ဒါကအဝေးကြီးကိုမကြည့်နဲ့ကျွန်တော်တို့ဒီမွေထိုင်းကိုတီးလို့ရှိရင်စင်ချိုင်နဲ့ဘူခေါင်နဲ့ပါတွဲတီးရမယ်ဆိုတဲ့ပုံစံမျိုး legend ကြီးနှစ်ယောက်အထဲမှာမှတစ်ယောက်ဖြစ်တဲ့ဒီ PK စင်ချိုင်အဲ့ဒီစင်ချိုင်က နှစ်ယောက်တစ်ယောက်ထိုးခဲ့ဘူးတဲ့ကျွန်တော်ဘာကြောက်အဲ့လိုမျိုးပြောရတယ်လဲဆိုလို့ရှိရင်ဒါကျွန်တော်ကျွန်တော်ဆဲရင်လည်းဆဲလို့ရတယ်ဒါပေမဲ့ကျွန်တော်ကဒီတက်တည်နဲ့ပြောမှာပါဆိုတော့အရင်တော့ကဒီမွေထိုင်းမှာနှစ်ယောက်နဲ့တစ်ယောက်ထိုးခဲ့ဘူးတဲ့ဆိုတာကြတော့နည်းနည်းလေးနားထဲမှာတော့ကလန်ကလန်တော့ဖြစ်မယ်ပေါ့လေမဖြစ်နိုင်ဘူးဆိုတော့ဒီမတိစိတ်ကနေပြီးတော့ဒါပြောနေရင်လည်းပြောနေမှာပေါ့ဆိုတော့တကယ်ရှိခဲ့ဘူးတဲ့နှစ်ယောက်နဲ့တစ်ယောက်တော့အဲ့ဒါက တပြိုင်နက်တည်းလားဆိုတော့တပြိုင်နက်တည်းမဟုတ်ဘူးသူတို့ဒီပွဲစီစဉ်တဲ့သူကဒီတတ်မှန်ချက်တစ်ခုကိုချပေးလိုက်တယ်ဗောနော်အခုမင်းတို့နှစ်ယောက်မှာဒီဟန်ရေးပြဖို့လက်ဝိဟန်ရေးပြဖို့ကို၃ယောက်စလုံးစင်ပေါ်ကိုတခါတည်းတက်တယ်ပြီးလို့ရှိရင်လက်ဝိဟန်ရေးပြလို့ပြီးပြီဆိုတာနဲ့တစ်ယောက်ကအောက်ကိုဆင်းသွားရတယ်ပြိုင်မဲ့ပြိုင်ဘက်နဲ့ဒီဘက်ကပြိုင်ဘက်နဲ့ဒီနှစ်ယောက်ပဲစင်ပေါ်မှာကြံခဲ့ရတယ်ဗောနော်ဆိုတော့ PK ဒီ PK စင်ချိုင်း ဂျင်ကဒီစင်ချိုင်းနဲ့နောက်ထပ်တစ်ယောက်ကနောက်ထပ်တစ်ယောက်ကဖစ်ဘွန်ချူလို့ခေါ်ပါတယ်သူနာမည်ဖစ်ဘွန်ချူလို့ခေါ်တယ်နောက်ထပ်တစ်ယောက်ကိုတော့ကျွန်တော်နာမည်ဖတ်ရခက်တဲ့ခါကျတော့ကျွန်တော်ပြောမပြနေတော့ဘူးအဲ့ဒါကဘလို့အစင်လာနဲ့သူတို့လုတ်တယ်လဲဆိုတော့ပွဲစီစဉ်တဲ့သူတွေကနေပြီးတော့ဒီစုစုပေါင်းကန့်သလိုက်တာက6ကြိမ်ထိုးခွင့်ရှိမယ်6ကြိမ်မှာမှတစ်ယောက်ကို3ကြိမ်စီထိုးရမယ်ပထမထိုးတယ် ပထမထိုးတဲ့သူဒီဒီ၃ချိန်ပြည့်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီပထမထိုးတဲ့သူကအောက်ကိုဆင်းသွားရတယ်။နောက်ထပ်တစ်ယောက်ပြန်တက်လာရတယ်။စင်ချိုင်းကသူကဒီအပေါ်ကနေပြီးတော့ဒီ၆ချိန်စလုံးထိုးရတယ်။၆ချိန်စလုံးထိုးရတယ်။သူ့မှာအနာချိန်မရှိဘူး။ဇက်တိုက်ထိုးရတယ်။ကြံတဲ့ကြံတဲ့ကောင်တွေက၃ချိန်စီထိုးတယ်။သူ့တယောက်တည်း၆ချိန်ထိုးတယ်။ဒါပေမဲ့ထူးဆန်းတာကစင်ချိုင်းနိုင်သွားတယ်။အနိုင်ရသွားတယ်။အဲ့ဒါကြောင့်ဒီ return ပြောတဲ့စကားကိုမဖြစ်နိုင်ဘူးဆိုတာတော့ ပြောလို့မရဘူးဖြစ်လာနိုင်ကြရှိတယ်ဖြစ်နိုင်ရင်လည်းဖြစ်နိုင်မယ်ဒါကတော့ဒီ one championship က CEO တွေပွဲစီစဉ်တဲ့သူတွေနဲ့ပဲဆိုင်တယ်ဒါပေမဲ့ rotan ကတော့ကြီးအများကြီးပေးရမှာတော့အမှန်ပဲ15တန်းကနေပြီးတော့အောက်ကျမှာမဟုတ်ဘူးအ ਨੇ ဆုံးတန်း100လောက်ထိသူတောင်းနိုင်တယ်အဲ့ဒါကိုကျွန်တော်ကဒီနှစ်ယောက်တစ်ယောက်ဆိုတော့ဒီ song con luam ကြိုက်ဆိုတော့အဲတပွဲထဲမှာပဲနှစ်ယောက် 3ယောက်ဒီအတူတူထိုးมาလာဗောလေဒါဒါဆိုလို့ရှိရင်မဖြစ်နိုင်ဘူးပေါ့ကျွန်တော်အဲ့လိုမျိုးတွေးလိုက်တယ်ဒါပေမဲ့သူတို့သမိုင်းအစင်လာအရာမှာတော့ဒါကိုရှိခဲ့ဘူးတယ်ပေါ့နော်ရှိခဲ့ဘူးတယ်ဂရုဇာတာနဲ့ဒီအော်တူကဖ်နဲ့ကသူ့ကိုဒီစကားကြောက်နှစ်ယောက်တစ်ယောက်ဆိုတဲ့စကားကြောက်သူ့ကိုအစာမကြီးဖြစ်နေကြတာတော့သိတာတယ်မီဒီယာအသီးသီးကနေပြီးတော့သူတို့ကိုတုတ်ပြန်တယ်ဒီဘယ်လိုပြောမလဲစကားစစ်ထိုးတဲ့ဟာလေးတွေတော့ရှိလာတယ်ပေါ့လေဒါလောက်ကြီးဖြစ်လာလိမ့်မယ်လို့ကျွန်တော် လည်းမထင်ထားဘူးသူတို့နှစ်ယောက်ကဒီအဲ့လောက်ထိဒီဘယ်လိုပြောမလဲအဲ့လောက်ထိဖြစ်လာလိမ့်မယ်ဆိုပြီးတော့လည်းကျွန်တော်တွေးမထားဘူးပေါ့နော်ဆိုတော့ကျွန်တော်စိတ်ထင်အဲ return နဲ့ by one ပေါ့လေ return နဲ့ by one မထိုးခင်မှာအဲကြောက်စရာໃຫရင်နဲ့ guru zada နဲ့ကိုဒုတိယတစ်ခါပြန်ပြီးတော့တွေ့စီခြင်းလေနှစ်ယောက်နဲ့တစ်ယောက်အစင်လာရှိတယ်ဆိုတော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ကျွန်တော်တို့ပြောလို့မရဘူးအဲ့ဒါကိုကျွန်တော်အခုဗီဒီယိုမှာလာပြောပြတာ ဒါနဲ့စကားမဆက်ကျွန်တော်ပြောစရာလေးရှိသေးတယ်ကျွန်တော်ကျွန်တော်ဗီဒီယိုလေးအောက်မှာဘာလဲလာလာမှတ်နေလဲကိုမသိဘူးဒါပေမဲ့ကျွန်တော်ပြောပြီးသားကျွန်တော်စိတ်သက်လောက်ရေးစိတ်သက်လောက်မှတ်ကျွန်တော်ပြန်ပြီးတော့ reply လုပ်မှာမဟုတ်ဘူးကျွန်တော်ကိုမုန်းသည်ဖြစ်စေချစ်သည်ဖြစ်စေအားပေးသည်ဖြစ်စေအားမပေးသည်ဖြစ်စေကျွန်တော်ကတော့ဆက်လုပ်နေမှာပဲဒါပေမဲ့တင်းအမှားတော့ကျွန်တော်ပြောမှာတော့မဟုတ်ဘူးဒါကျွန်တော်လက်လန်းမိတဲ့ဒီအချက်လက်လေးကိုထောက်ပြပြီးတော့ကျွန်တော်ကပြောပြပေးသွားမယ်တူပါဆိုတော့โอเคအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်